တော့မှ Norway လို့ကျွန်တော် body ကိုပို့ကြိုက်တယ်ပေါ့နော်သူ့ရဲ့ body လေးဝင်ရိုးရတဲ့ဒါ1.75ကနေမှ2ထီလို့ပြင်ရှာလာတယ်ကျွန်တော် Lavia ကဒါသူအိမ်ကွင်းမှာနိုင်ပွဲမရသေးဘူးဆိုရင်ပဲနောက်ဆုံး6ပွဲစတိုက်ကိုသူအဆော့ဈေးကွက်အောင်ကစားထားတာကိုတွေ့ရတယ် Ireland နဲ့ပွဲတင်မှာဆိုရင်တော့မစိုးလို့ပြောလို့ရတယ်အရင် Armenia ဆိုတာအောက်သေးဖြစ်နေပေမဲ့ Ireland နဲ့ပွဲမှာတကယ်ကိုကစားနိုင်ရတယ် မင်္ဂလာပါအက်ဒီမိတ်စပော့ပိတ်တာခင်ဗျာအက်ဒီမိတ်စပော့ပိတ်တာများအတွက်တာအပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ဘောလုံးဝဲခမ်းမ်းတုံးသက်မှုအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဘောလုံးဥရောပဘောလုံးဒီခဏရနာပြီးတော့နိုင်ငံကဘောလုံးပွဲစဉ်တွေဝင်ရောက်လာပါတယ်နိုင်ငံဝင်ဘောလုံးပွဲစဉ်တွေဝင်ရောက်လာတော့ညလဲကျွန်တော်တို့လည်းထုံးစံအတိုင်းပဲပွဲပိတ်တဲ့လူကအကောင်းဆုံးအကျိုးနဲ့ပြုနိုင်တဲ့ပွဲတွေကိုကျွန်တော်မောင်ဆန်နဲ့အတူဆရာကျော်ဆရာရဲ့လူကပေါင်းနေဆုံးနေတုံးသက်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်တော့လေကျွန်တော်တို့နိုင်ငံသားပွဲတွေနဲ့စလိုက်ကြတာပါ။ဟုတ်ကဲ့ချစ်စပွဲနော်။ချစ်စပွဲနော်။အဲ့ဒါဆိုတော့ ပွဲတွေကတော့တော်တော်များပါတယ်ကျွန်တော်တို့လက်မှတ်ရတာတွေတော်တော်များတယ်အဲတော့များတဲ့ခါကျတော့ကျွန်တော်တို့ဒီပွဲစဉ်လေးထဲမှာအကောတယောက်ရဲ့အကြိုက်တွေကိုပဲကျွန်တော်တို့ခြုံငုံသုံးသပ်ပြီးတော့မှကျွန်တော်တို့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အဲတော့ဒီစနေနေ့အတွက်တော့ကျွန်တော်တို့ပွဲစဉ်၃ပွဲကိုကျွန်တော်တို့ရွေးချယ်ထားပါတယ်အဲ့ဘက်မှာတယောက်ချင်းစီရဲ့တပွဲစဉ်ကြီးအကြိုက်ကိုတော့ကျွန်တော်တို့ပြောသွားမှာဖြစ်ပါပဲအဲတော့ပထမဆုံးကတော့ကျွန်တော်တို့ဒါလက်ဗီယာနဲ့အန်ဒိုလာနော်အုပ်စုရဲ့ game အဲ့ဒီနောက်ဆုံးတပွဲကကျတော့ကျွန်တော်တို့ဟိုဟာအုပ်စု app ကဖြစ်တဲ့ကျွန်တော်တို့ဟန်ဂေရီနဲ့အာမေးနီးယားနောက်ဆုံးအုပ်စု i ဖြစ်တဲ့နော်ဝေနဲ့အစ္စရေးအဲ့သုံးပွဲကိုကျွန်တော်တို့ထုတ်လုပ်လိုက်ပါတယ်အဲ့သုံးပွဲမှာမှာ